မိဘကိုငွေကြေးသာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုကြမပြုစုဘူးဆိုရင်ကိုယေရှုဆရာရောက်ပါသလားရသော်ဘုရားကယေရှုဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးတော့မိဘကကိုယ်ကိုယေရှုပြုတာသုံးချက်ရှိတယ်သာသမီတွေပေါ်မှာမိဘယေရှုပြုအပါဒကသာသမီကိုဆောင်းလျှောက်ခဲ့တယ်ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထီအောင်ဆောင်းလျှောက်ပြီ။နှမို့ပိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ် အမိုက်ပုံနဲ့ထဲလိုက်ရင်ဆောက်ရှောက်တာမဟုတ်တော့ဘူးလေအဲ့တော့မိဘကသားသမီးကိုဆောက်ရှောက်ခဲ့တယ်ကြွေးခဲ့တယ်နောက်တစ်ခုကတော့အိမတ်တလောကတာဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်အခုခေတ်ကလာခွင့်မပြုဘူးလေတချို့ဟာလာခွင့်မပြုဘူးမလာခဲနဲ့ဆိုပြီးတော့လှုပ်တာတည်းရှိတယ်အဲ့တော့မိဘကသားသမီးပေါ်မှာခြေဆုရှိတာအရေးကြီးဆုံးကဘာတော့ဆိုရင်လာခွင့်ပြုတာဒီပင်လင်းခြေဆုပဲ နော်ကိုယ့်ကိုလူလောကတဲ့ကိုကမိဖကိုအမိပြုပြီးမှလူလောကတဲ့ရောက်နိုင်တာကိုအဲ့တော့လူလောကတဲ့လာခွင့်ပြုလိုက်တာကမိဖရဲ့ခြေဆုပဲအဲ့ဒီမိဖရဲ့ခြေဆုကိုကိုကပြန်ဆတ်လို့ရတာမိဖကိုကြွေးတယ်လို့ကိုပြန်ကြွေးတယ်မိဖကိုဆောင်းဆောင်းတယ်လို့ဆောင်းဆောင်းတယ်အဲ့ဒါတွေအတွက်ကခြေဆုကျေနိုင်တော့လေလူလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကတော့ဘယ်လိုဆတ်လို့မရဘူးအဲ့တော့ ခြေအောင်ခြေစုဆက်တဲ့နေရာတော့ဘာလို့ဆိုရင်ဓမ္မနဲ့ခြေစုဆက်ရင်ခြေတယ်ဓမ္မနဲ့ခြေစုဆက်တယ်ဆိုတာတရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှတန်းမလှတတ်တဲ့မိဘလှအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နေနဲ့ဆိုလို့ရှိရင်တော့ခြေစုကြည်တယ်လို့ပြဿနာပြားဒီလိုဟောတာတယ်နော်အဲ့ဒီနေ့တိုင်းဆက်ဖို့ဒါအဲ့တော့ကြည်